င်မာတွေကဖျားတယ်တာသိဝါဒနာပါတာပတ်စံရှင်ဖျားတယ်တယ်ဘုံကြီးတွေလည်းဒီတိုင်းပဲပတ်စံရှင်ငကယုံဖျားအစု900 1000 2000အဲ့တော့စာပင်နဲ့မညီဘူးအဲ့ဒါကဒါဦးဇင်းတို့ပြောရတဲ့နော်ဖျားတွေအများကြီးတယ်တာကုသိုလ်မရဘူးမဆိုလို့ဘူးနော်ဖျားတယ်တာကုသိုလ်ရတယ်ဒါပေမဲ့အကျိုးမများစာပင်နဲ့လည်းမညီဦးဇင်းတို့ရရပြောရတယ်စာပေထဲမှာဘာပါတယ်လဲဆိုတော့ အပဋိဋ္ဌိတဒိတာပါကေဆိုတာဈေးဒီမရှိတဲ့နေရာမှာပဲတရားမှာဟုတ်ပြီနော်ဈေးဒီဆိုတာဘယ်နေရာမှာတရားမှာလဲမရှိတဲ့နေရာမှာတရားမှာနော်ဗုဒ္ဓဘာသာဝင်နေတော့ရှိတယ်ဒါပေမဲ့ဖယားရှင်ကိုပူဇော်ခြင်းနဲ့ဘလို့ပူဇော်မှန်းမသိဘူးအဲ့လိုဖယားကိုပူဇော်ခြင်းပါရဲ့တဲ့ပူဇော်စရာမရှိတဲ့နေရာမျိုးမှာဈေးဒီတရားမှာဘုရားတရားမှာဟုတ်ပြီနော်ကျွားတရားမှာတော့မှဈေးဒီနှစ်စုမရှိသင့်ဘူးတဲ့ စာထဲမှာပါတယ်နော်ဦးဇင်းတို့စကားမဟုတ်ဘူးထက်ကရာမှာတိုက်ရိုက်ပါတယ်ယောဟန်တရားမှာတော့မှဇီရီနဆူမရှိတင်ဘူးကုသမရောင်းမပြောဘူးနော်ဘာဖြစ်လို့လဲဆိုတော့ကဲထားပါတော့ဇီရီနဆူရှိမယ်ဘာဖြစ်သွားတယ်လဲဆိုတော့လူတွေဟာဇီရီနဆူရှိရင်ဇီရီနဆူလုံးကိုပြပြဝဝမပူဇော်နိုင်ဘူးဟိုဘုရားကိုသွားမလို့လို့ဒီဘုရားသွားမလို့လို့လေ အဲ့မှာရွေးလာပြီလေဟိုဘုရားကတကိုးကြီးတယ်ဒီဘုရားတကိုးမကြီးဖြစ်လာပြီမလားเนาะဖြစ်လာပြီဦးဇင်းတို့ရန်ကုန်မှာဆိုရင်လည်းရွှေတကိုးမှာသွားချင်တာတခြားဘုရားမသွားချင်ဟုတ်တယ်မလားရွှေတကိုးကဘုတကိုးကြီးတလူလူဖြစ်လာတာအဲ့တော့ဘုရားတဆူတန်းဆိုရင်တရွာလုံးကဝိုင်းပြီးတော့ပူဇော်နိုင်တယ်အကောင်းဆုံးပူဇော်နိုင်တယ်အသက်ပဲဆုံးပူဇော်နိုင်တယ်နှစ်ဆူရှိပြီဆိုရင်ဟိုဘုရားကိုသွားပူဇော်ရမလားဒီဘုရားကိုသွားရမလား ဲ့တော့တဆူဖက်ကိုအာတန်သွားနောက်တဆူကဘာဖြစ်သွားလဲခြုံလေးခြုံလေးနဲ့နော်ရင်းကြီးတွေတန်လို့ဖခင်ကိုပုံမှန်ဆုံးခဲ့တဲ့လူလည်းမရှိဘူးပုံမှန်ပန်းပူတော်တဲ့လူလည်းမရှိဘူးနော်ဖခင်ကိုလည်းတောက်တောက်ပြောင်ပြောင်မထနိုင်တော့ဘူးဟုတ်တယ်မလားတတိထားရှိလားတတိထားရှိလားအကြောင်းဦးစင်းတော့အများကြီးပြောတယ်ရှိနေတဲ့ဖခင်ကိုပုံမှန်ဆုံးခဲ့နိုင်အောင်ကြိုးစားအောင်လို့နော်ဆုံးမသွားတဲ့ဖခင်တွေအများကြီးပဲနော်ဒါစာပေထဲမှာပါတယ်နော်ဒါကြောင့်တဲ့ဖခင်အများကြီးမတင်နဲ့ နော်ရှိတဲ့ဘုရားကိုအကောင်းဆုံးပူဇော်မရှိသေးတဲ့နေရာဆိုရင်တည်တင်လားမတည်တင်ဘူးလားမရှိတဲ့နေရာမရှိတဲ့နေရာဆိုတာကဗုဒ္ဓဘာသာတွေတော့ရှိတယ်ဟုတ်ပြီနော်အေးဘုရားစီတွေမရှိတဲ့နေရာပြောတာနော်ဗုဒ္ဓဘာသာလည်းမရှိဘူးပူဇော်မဲ့လူမရှိရင်လည်းကောင်းလားဘုရားတည်တယ်ဆိုတာကဗုဒ္ဓဘာသာဝင်တွေရှိတယ်ပူဇော်မဲ့လူရှိတယ်ပူဇော်စရာမရှိတဲ့အခါဒါလည်းပြီနော်တချို့ကအဲ့လိုတောင်းရှိရင်စီတွေလိုက်တယ်လားဥစဉ်ဒီဖက်မှာမပြင်းနေတဲ့ကိုခီးထွက်လာရင်တွေ့တယ်ဘုရားမရှိတဲ့တောင်းမရှိဘူးရှင်တယ် တောင်တိုင်းတောင်တိုင်းမှာဘုရားရှိတယ်အဲ့ဒီဘုရားကိုဘယ်သူသွားပူဇော်လဲဆိုတော့ဘယ်သူမှပူဇော်ဘူးရကုဇုံးနဲ့တည်းပူဇော်ရင်တော့မသိဘူးပေါ့နော်အဲ့တော့ဘယ်သူမှအဲ့တောင်ထိတ်ကိုမတက်နိုင်ပါဘူးနော်အဲ့တော့ဘာဖြစ်လို့လဲမသိဘူးတောင်ရှိရင်ဘုရားလိုက်တယ်ရတာကြီးပဲဆိုတော့ဦးဇင်းတို့ဒါကြောင့်ဒီဦးဇင်းတို့ဘီးလင်းကနော်တောင်စုံးကဓမ္မဒုတဆရာတို့ကြီးတအားလုံးကြားဖို့ကြမယ်ထင်တယ်နော်ပြန်တော်မူသွားပြီဆရာတို့ခဏခဏပြောတယ်ဇီတီတဲတယ်ဖျားတဲတယ်ဆိုတာသာသနာတကွန်းထူတာတဲ့။မာထူတာ ာသနာတော်တွေထွန်းကားလာတဲ့အခါဗုဒ္ဓဘာသာဝင်တွေများလာတဲ့အခါပူဇော်စရာမရှိလို့ဖခင်ကိုစားတတ်တော်ကိုဌာပနာပြီးတော့ဇီတိတဲကြတယ်ဖခင်ကိုစားစင်တုတော်ထုတ်ပြီးတော့ဩဒိတစေနဲ့ပူဇော်ကြတာအဲ့တော့ပူဇော်တဲ့လူတွေရှိတဲ့နေရာမှာပူဇော်စရာမရှိလို့သာသနာတကွန်ထူတဲ့အနေနဲ့ဇီတိတဲတာဖခင်ပူဇော်တာဒါကြောင့်ဥစဉ်တို့ဖခင်ဇီတိဆိုတာကပတ်စံရှိတိုင်းတဲရတာမဟုတ်ဘူးနော်အေးပတ်စံရှိတိုင်းတဲရတာမဟုတ်ဘူးဒါစာပေထဲမှာပါတယ် ဒီနေ့ခက်ကဘာဖြစ်လို့လဲမသိဘူးပတ်စံရှင်ဘုရားတံမဲစီတံမဲဆိုတာကြီးပဲသာသနာတော်မှာပရိယပฏิပတ်အားထုတ်နေတဲ့တန်ဃာတော်တွေအများကြီးပဲအဲ့လိုပရိယတိအားထုတ်နေတဲ့တန်ဃာတော်တွေလိုအပ်တဲ့စာဥ္ဇာနိုင်တွေလူနှိုင်းလိုက်ပိုမကောင်းဘူးလားပိုအကျိုးများတာပေါ့တက်ရှိဘုရားတွေနော်စာပေသင်ကြားနေတဲ့ပို့ချနေတဲ့ဆရာတော်တွေကဘာဘုရားတွေလဲတက်ရှိဘုရားတွေအဲ့တက်ရှိဘုရားတွေကိုမေ့ပြီးနေကြတာနော်တက်ရှိဘုရားတွေမေ့နေကြတာအေးကောင်းပြီဒါက ဖရားတေတာနဲ့ပတ်သက်ပြီးဒါစကားတစ်ခုနည်းနည်းကြားဖြတ်ပြောလိုက်တယ်နော်